သမရဒေါ်နယ်ထရန့်ရဲ့အခွန်ကောက်မဲ့အစီအစဉ်တွေကြောင့်ဖြစ်ပေါ်လာတဲ့ကုန်တင်သွင်းမှုမြင့်တက်မှုနဲ့အတူအမေရိကန်စီးပွားရေးဟာပထမ၃လပတ်ကာလအတွင်းမမျှော်လင့်ဘဲကျဆင်းခဲ့ရပါတယ်။အခုလစစောပိုင်းကအသက်ဝင်ခဲ့တဲ့အခွန်ကောက်ခံမှုတွေမတိုင်ခင်စီးပွားရေးလုပ်ငန်းတွေနဲ့စားသုံးသူတွေဟာနိုင်ငံခြားကုန်ပစ္စည်းတွေပုံမှုဝယ်ယူခဲ့ကြတာကြောင့်အခုလို၃လပတ်ကာလစီးပွားရေးကျဆင်းမှုနဲ့ရင်ဆိုင်ရတာဖြစ်ပါတယ်။ဝါရှင်တန်မှာပြုလုပ်ခဲ့တဲ့အစိုးရဖွဲ့ဝင်ကြီးများစီဝေးမှာသမရဒေါ်နယ်ထရန့်က စီးပွားရေးကျဆင်းမှုဟာအရင်သမ္မတဂျိုးဘိုက်ဒန်ချမှတ်ခဲ့တဲ့မူဝါဒတွေရဲ့အမွေဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။ဒါပေမဲ့ပထမ3လပတ်ကာလမှာအသက်တွေပြည်တွင်းရင်းနှီးမြှုပ်နှံမှု22ရာခိုင်နှုန်းအထိတိုးတက်လာခဲ့တယ်လို့ Trump ကပြောပါတယ်။ဘိုက်ဒန်လက်ထက်ကနှစ်စဉ်နှစ်အလိုက်စီးပွားရေးဖွံ့ဖြိုးမှုဟာနှစ်ရာခိုင်နှုန်းအထက်နဲ့တည်ငြိမ်နေခဲ့ပြီး2024ခုနှစ်မှာနှစ်တသမရှိရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။ကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံရဲ့အသက်တွေပြည်တွင်းထုတ်ကုန်တန်ဖိုး GDP ဟာပထမ3လပတ်ကာလအတွင်းနှစ်အလိုက်၃ညတသမ300ခိုင်နှုန်းရော့ကျခဲ့ပါတယ်။ စားသောင်းသူတွေနဲ့အစိုးရအသုံးစရရောကြမှုနဲ့အတူပြည်ပကကုန်စည်တွေတင်သွင်းမှုညှင့်တက်လာတဲ့အတွက်စီးပွားရေးကျဆင်းရတာဖြစ်တယ်လို့အမေရိကန်စီးပွားရေးဝန်ကြီးဌာနကပြောပါတယ်။အင်ဂျီရောကိုပြောင်းလာပြီးတဲ့နောက်ထရန့်ကနိုင်ငံများပြားကိုအခွန်တွေတိုးမြင့်ပြဋ္ဌာန်းထားပြီးတော့တရုတ်ပေါ်အခွန်အများဆုံးပြဋ္ဌာန်းထားတာကြောင့်ကွန်တိုရေးစစ်ပွဲပုံမှုပြင်းထန်လာနိုင်ပါတယ်။